စေရနာအင်မတန်ကောင်းလို့လိုင်းလီရွှေဆိုင်ကချင်းမြင့်နဲ့စိတ်နှကကြီးကိုပိုင်ဆိုင်သွားတဲ့ဖတ်တီးမှပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအမ်အမ်ပလပ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အားလုံးရဲ့ချစ်တော်နာမည်ကျော်ဖတ်တီးမှကတော့စိတ်နှကရောင်တပြောင်ပြောင်နဲ့ပရိသတ်ရှိကို ရောက်ရှိလာခဲ့ပါတယ်။ဒါကလည်းသူမဘွားရဲ့စိတ်ကူးရဲ့အိမ်မက်တွေတဲကတစ်ခုအဖြစ်အမှန်တကယ်ကိုဖြစ်လာခဲ့ရပါဘူး။ စည်ရင်စေတနာကောင်းမမှုတွေအဥ္စာမွဲပေမဲ့တရားတရားမမွဲမှုတွေကြောင့်အခုလိုမျိုးစိတ်နှကကြီးကိုရရှိပိုင်ဆိုင်သွားပြီးတော့ဂုံပြုချင်းမြင့်ခြင်းကိုခံရတာဖြစ်ပါတယ်။နိုင်ငံကျော်ထိတ်တန်းစိန်ရွှေရတနာဆိုင်ကြီးတခုဖြစ်တဲ့လိုင်းလီရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံကအင်မတန်နမဲကျော်ကြားနေရဲ့ဖတ်တီမကိုကိုရင်လာတွေ့ပြီးတော့အခုလိုဂုံပြုချင်းမြင့်ခဲ့ကြတာဖြစ်ပါတယ်။ ဖတ်တီမဟာဆိုရင်အချင်းပေါင်းရောင်းချရင်းနဲ့ဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့ပါတယ်။ပုံမှန်သံမယားသည်ဆိုပေမဲ့လည်းသူမရောင်းချလိုက်တော့မှတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကြီးအစားအစာတစ်ခုဖြစ်သွားခဲ့ပါတယ်။အရင်နောက်မနာလိုဝေဘန်သူရီရဲ့တိုက်ခိုက်မှုတွေကိုလည်းခံစားခဲ့ရပေမဲ့သူမရဲ့စိတ်ဓာတ်လေးကတော့ပြစ်တိုင်းတောင်အလားပါပဲ။ဘလောက်ပဲလဲကြအောင်ထိုးနှက်နေကြပါစေ။အမြဲတမ်းပြန်လည်ရောင်းချနိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ပြည်သူတွေကိုတောင်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ကိုရိုင်းကအကျွေးတွေပက်လက်ဝိုင်းနေပြီးတော့ဆင်းရဲနှွမ်းပါနေပေမဲ့လည်းတရားတရားမနှွမ်းပါဘဲနဲ့ င်ဒီအခက်ခဲကြုံနေရတဲ့ပြည်သူတွေကိုရှိသမျှအကုန်ထုတ်ပြီးတော့လူဒန်းကုသိုလ်ယူခဲ့ပါတယ်။ရှိတဲ့သူတွေကလူလာထက်သူမလိုမျိုးမရှိစင်းရဲသားတယောက်ကပိုင်ဆိုင်သမျှလေးတွေကိုစုဆောင်းပြီးတော့လူဒန်းနေတာကပို့ပြီးတော့မှလေးစားစရာကောင်းလာပါတယ်။ဒါကြောင့်လည်းအလုံးကအရန်ချီးကျူးနေကြပြီးတော့လိုင်းလီရွှေဆိုင်ပန်ရှင်ဇနီးမောင်နှံဟာဆိုရင်တော့အခုလိုမျိုးစိတ်နဂတ်ကြီးကိုလာရောက်ဂုံပြုချင်းမြင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဖတ်ဒီမအနေနဲ့စင်ရနွမ်းပါပေမယ်လူတန်းမှုပြုလုပ်နေကြတာကလေးစားစရာကောင်းပေမယ်လေအရင်တက်ပို့ပြီးတော့လေးစားရတာကတော့သူမရဲ့မွေးဖွားစရိတ်တွေတဲကအကုန်ထုတ်ပြီးတော့လူတန်းနေတာဖြစ်ပါတယ်။ကိုဝင်9လလောက်ရှိနေပြီဖြစ်တဲ့ဖတ်ဒီမအနေနဲ့မွေးဖွားဖို့အတွက်စုဆောင်ထားတဲ့ပစ္စည်းလေးတွေနဲ့ငွေကြေးဥစ္စာလေးတွေကိုအကုန်ရောင်းချပြီးတော့လူတန်းကုသိုလ်ယူနေကြတာဖြစ်ပါတယ်။ သူမကိုယ်တိုင်ကိုဝင်ဆောင်တဲ့ဘိုက်ကြီးတကားကနဲ့နေရအနှက်မှာလိုက်လံလှူဒန်းပေးနေတဲ့ပုံရိပ်လေးတွေက တကယ်ကိုမှချီးကျူးစရာကောင်းလာပါတယ်။ဒါကြောင့်မလို့လဲဆိုင်ရင်စေတနာမှန်ကန်တဲ့သူမကိုအခုလိုမျိုးပြန်လဲဂုဏ်ပြုတင်ကြတဲ့စေတနာရှင်တွေပေါ်ပေါက်လာခဲ့ပါတယ်။အချင်းမောင်းတယ်လေးဖတ်တီမရဲ့စစ်မှန်တဲ့ပရိုက်တာစိတ်ဓာတ်ကိုလေးစားတဲ့အတွက်ကိုယ်တိုင်တွေးဆောင်ခဲ့ရတာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဖတ်တီမရဲ့အဖြစ်ချင်းစောအိမ်မက်လေးတစ်ခုဟာဆိုရင်အခုလိုမျိုးငကက်လေးနဲ့မိန်ကလေးပီသားစွာလှနေခြင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပတ်စံလေးတွေရှိရင်စေနဂတ်လေးတရံလောက်တော့လိုချင်မိသားဆိုပြီးစိတ်ကူးရင်ခဲ့မှုပါတယ်။အခုတော့သူမရဲ့ဆန္ဒအတိုင်းစေနဂတ်လေးကိုလက်ဆောင်ဖြစ်ရရှိခဲ့ပါပြီ။ဒါဒီမကလိုင်းလီရွှေဆိုင်ပန်ရှင်တထေးဇနီးမောင်နှံဆိုရင်ကလေးမွေးဖောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်းကိုယ်တိုင်လာပေးသွားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖတိမကလည်းအရန်ကိုပြောရှင်နေခဲ့ပြီးတော့ ထက်ခါတလဲလဲကျေးဇူးတင်စကားတွေကို ပြောဆိုနေခဲ့ရပါသူမနေနဲ့အခုလိုမျိုးပြန်ရခြင်းလို့နာမည်ကြီးခြင်းလို့လှူဒန်းပြခဲ့တာမဟုတ်ပဲပြည်သူတွေအတွက်စာနာထောက်ထားပြီးတော့ရှိတာအကုန်ထုတ်ကလှူဒန်းခဲ့ပါတယ်။အခုတော့သူမရဲ့စေတနာအကျိုးကိုချက်ချင်းကိုပြန်လဲခန်းစားခဲ့ရပြီဖြစ်ပါတယ်။အခုလိုမျိုးစိတ်နဲ့ကကြီးနဲ့အတူကလေးအတုံးဆောင်ပစ္စည်းလေးတွေကိုပါဂုံပြုချင်းမြင့်ချင်းကိုခံနေရတယ်။အချင်းပေါင်းတယ်လေးဖတ်တီမအတွက်ပရိသတ်ကြီးတို့ရောဝမ်းသာမိကြပါသလားရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။